အသက်မွေးဝမ်းကြောင်းနဲ့ဒီတစ်ခုလည်းပဲဖြစ်နေမယ်ဆိုလို့ရှိရင်ဟိုကိုကကားတွေရိုက်ကူးတဲ့နေရာမှာဟိုဥမတောက်မှာတီလာစောင့်နိုင်ပါလေဒါဒီလိုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကစီးပွားရေးတော့နောက်ပိုင်းတော့လုတ်တော့လုတ်ကိုလုတ်ရတာပေါ့နော်အဓိကကအရင်တော့ကငွေရယ်တုန်းကတော့ဒါတွေးမိခဲ့တဲ့အတွေးရင်ရှိကောင်းရှိလိမ့်မယ်အာဟိုဒီအနုပညာလုတ်ပဲလုတ်မယ်တို့ပါဘူးဒါပေမဲ့အသက်အရွယ်တစ်ခုရလာတဲ့အခါမှာအရင်တော့နောက်ကျသွားပြီဟိုကို life ကိုကိုတည်တည်ချာချာလေးကိုလျှောက်လမ်းမှာကိုရတော့မယ်ဆိုတဲ့ခါကျတော့ ဒါစီးပွားရေးကိုအများကြီးထက်ထွက်လာတော့ဗောနော်စီးပွားရေးလေးတစ်ခုရှိမှာစီးပွားရေးဆိုစီးပွားရေးအများကြီးကြီးမားမှာစီးပွားရေးမဟုတ်ပါဘူးတည်တည်လေးလုပ်လဲဒါစီးပွားရေးတစ်ခုပါဗျအခြားသောဝင်ငွေရနိုင်မယ့်နည်းလမ်းတွေပေါ့ဒီ Apple Aesthetic Clinic ကဒီကျွန်တော်တို့ဒါ၈နှစ်ပြည့်အထိမ်းအမှတ်အတွက်ဒါပေပုတ်ရိုက်ကူတာဗောနော်ဒါအဓိကကတော့ခင်မင်နေလို့ လာရောက်ရိုက်ကူးပြီးပြင်ဖြစ်ပါခင်ဗျာ beauty standard ကနောက်ပိုင်းကနည်းနည်းလေး change လာတာပေါ့နော်အရင်တော့ကျွန်တော်တို့ workout တွေလုပ်တယ် muscle တွေကြီးထွားအောင်လုပ်တယ် channel skin ကျန်းမာရေးကိုကျွန်တော် view မဆိုင်ဖြစ်တဲ့ပိုင်းတွေရှိတယ်နောက်ပိုင်းကျတော့ကျွန်တော်တို့ဒါ beauty နဲ့ healthy ကိုနှစ်ခုကိုတွဲပြီးတော့တွားရတာပေါ့နော်အဓိကကျန်းမာပြီးလှပဖို့လိုအပ်တာပေါ့နော်မလှမကျန်းမာပဲလှပနေတဲ့ခါကျတော့လေဒါမလက်ဆက်ဘူးပေါ့နော်အဓိကနောက်ပိုင်းကျတော့ကျွန်တော်လီချင်ငန်းတွေကိုလောက်တဲ့ပုံစံတွေပြောင်းလာတယ် ကာရီယိုတွေများများဆော့တယ်အာပြီးတော့အစားတောက်စားရတဲ့နေရာမှာလည်းထိမ့်သိမ့်ပြီးတော့စားလာတဲ့အပိုင်းတွေရှိတယ်နောက်ပြီးတော့ကလင်းနစ်တွေကိုသွားဖို့လိုအပ်တဲ့အခါမျိုးကြလို့ရှိရင်သွားတာမျိုးတွေရှိရပါဘောเนาะဒါကကလင်းနစ်တွေသွားလို့ဒါတချို့အပိုင်းတွေကိုခွဲစိတ်ပြုပြင်တဲ့အပိုင်းကိုဆိုလိုခြင်းမဟုတ်ပါဘူးကလင်းနစ်တွေမှာဒါဆရာဝန်တွေနဲ့နားလေတကြွနဲ့သူတွေနဲ့တွေ့ဆုံပြီးတော့ဒါဒါလိုအပ်တဲ့ကျမရဲ့ဆောက်ရှောက်မှုတွေခံယူရတဲ့အပိုင်းတွေရှိလာတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒ အနုပညာလုပ်နေတဲ့လူတွေဆိုလို့ရှိရင်ပိုပြီးလိုအပ်တာပေါ့နော်အဲ့တော့လှလှလေးနဲ့ကြမ်းမောင်းနေရတဲ့ပုံစံမျိုးဖြစ်လာတော့ကျွန်တော်အဲ့လိုမျိုးမဆက်အကြီးကြီးနေပုံစံမျိုးတော့ကျွန်တော်မသွားတော့ဘူးအဓိကကြစ်ကြစ်လေးလေးနဲ့ပေါ့နော်ပြီးတော့အမောလေးခံနိုင်ရမယ်အဲ့ဒီပြေးတာတွေပိုလုတ်ဖြစ်တာပေါ့နော်အဲ့လိုမျိုးပုံစံတော့ပြောင်းလဲသွားတဲ့အတွက်ကြောင့်မလို့ကိုကတော့အဓိကတက်လုံပိုကောင်းလာတယ်လို့ခံစားရတာပေါ့နော်ဒူးရင်းတိရလား ဒူအိန္ဒိယအမှန်တကယ်ကိုယ်တိုင်လည်းသဘောကျရအသီးထဲမှာပါဝင်ပါတယ်အပြီးတော့ဒါတော်တော်များများလည်းကြိုက်ကြတယ်သူကတော့စန့်ကျင်ဘက်ပေါ့နော်အရင်ကြိုက်တဲ့သူကကြိုက်တယ်မကြိုက်တဲ့သူကြတော့လည်းအရင်မကြိုက်ဘူးဆိုတဲ့ခါကျတော့အာကြိုက်တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ဒါကိုယ်ကိုယ်တိုင်လည်းကောင်းကောင်းလေးသိရင်ကောင်းကောင်းလေးစားမယ်ပြီးတော့ကောင်းကောင်းလေးလက်ဆောင်ပေးခြင်းနဲ့အဓိကကအဓိကအရည်ရွယ်ချက်နဲ့အာစိုက်ပျိုးရေးရနေပြီးတော့ လုတ်ပြစ်သွားတာပေါ့နော်အဓိကဟုတ်အာယင်းလေးကလုတ်ပါတယ်ဟိုအယင်းလေးကလုတ်တယ်ကျွန်တော်အဲ့လိုမျိုးတိတ်ပြီးတော့မတင်ပြစ်တာပဲရှိရပါဘောနော်အဒီအဖေကအရန်ဆိုက်ပြီးအရန်ဝါသနာပါပါတယ်ဟုတ်စီးပွားရေးတော့လုတ်ရတာပေါ့နော်ကျွန်တော်တို့ဒါအမှုပညာပဲလုတ်နေလို့လည်းမရဘူးပေါ့နော်စီးပွားရေးကဒါဟုတ်ရင်လည်းကျွန်တော်လုတ်ပြစ်တာရှိပါတယ်ဒါဒါဟိုဒါ ကျွန်တော်တိတ်ပြမတင်ပြတာပဲရှိတာပေါ့နော်အဓိကကကိုယ်အိမ်ရတာ လုံတရတော့လုံနေရပဲဆိုတော့ခါကျွန်တော်လေဒါဝင်ရောက်ကုညီပေးနေတယ်ကိုယ်လည်းလုံဖြစ်တာပေါ့နော်အဓိကကတော့ဒီအနုပညာအလုံးမှာလည်းအာတေချာလေးလည်းလုံချင်တယ်အနုပညာအလုံးမှာလုံဖို့အတွက်ကောင်းမွန်တဲ့အရာတွေပဲရွေးချယ်ဖို့အတွက်လိုအပ်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့နောက်ွယ်မှာဒါစီးပွားရေးတစ်ခုခုလိုအပ်လာတာပေါ့နော်ဒီအနုပညာအလုံးပဲလုံနေမယ်ဆိုလို့ရှိရင်အာကိုယ်ရေး ကိုရိုက်ချင်တဲ့ကားတွေရွေးချယ်ရိုက်ကူးဖို့အတွက်အခွင့်အရေးရလာမှာမဟုတ်တော့ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျတော့ဒီကိုရဲ့ professional အသက်မွေးဝမ်းကြောင်းနဲ့ဒီတစ်ခုလည်းပဲဖြစ်နေမယ်ဆိုလို့ရှိရင်ဟိုကိုကကားတွေရိုက်ကူးတဲ့နေရာမှာဟိုဥမတောက်မှာတီလာစောင့်နေမှာလေ။ဒါဒီလိုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကစီးပွားရေးတော့နောက်ပိုင်းတော့လုတ်တော့လုတ်ကိုလုတ်ရတာပေါ့နော်။အဓိကကအရင်တော့ကငွေရယ်တုန်းကတော့ဒါတွေးမိခဲ့တဲ့အတွေ့အကြုံရှိကောင်းရှိလိမ့်မယ်။အာဟို ဒီအနုပညာလုပ်ပဲလုပ်မယ်တို့ပါဘူး။ဒါပေမဲ့အသက်အရွယ်တခုရလာတဲ့အခါမှာအရင်တော့နောက်ကျသွားပြီ။အမှန်တကယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါ over 20 day မှာဆိုလို့ရှိရင်လည်းဒါစုံတီထွင်နေမှာလုပ်ငန်းတွေမှာဆိုလို့ရှိရင်အသင်းဖွဲ့တွေမှာအများကြီးလူငယ်တွေအများကြီးလုပ်ငန်းအသစ်တွေအသစ်တွေချဲ့ထွင်နေတာကျွန်တော်ဆိုလို့ရှိရင်ဒါအများကြီးတော့မှဟိုနောက်ကျကြံခဲ့ပြီပေါ့နော်။အခုချိန်မှာကျွန်တော်တို့ဒါအပြေးလိုက်နေရတဲ့အနေအထားမျိုးတွေဖြစ်လာတာပေါ့နော်။နောက်ဒါမှအစည်းအဝေးကြီးကအများကြီးမလုပ်နိုင်ဘူး။ ဇာကွက်ရတဖြည်းဖြည်းနဲ့ကြိုးစားနေတော့မှရှိသေးတယ်အတိတ်ကတော့ယောက်ျားလေးတယောက်ဖြစ်တယ်အသက်အရွယ်တခုလည်းရလာပြီဒါဟိုကိုလိုက်ကိုကိုတည်တည်ချာချာလေးကိုလျှောက်လမ်းမှာကိုရတော့မှဆိုတဲ့ခါကျတော့ဒါစီးပွားရေးကိုအများကြီးထက်ထွက်လာတော့ဗောနော်စီးပွားရေးလေးတခုရှိမှစီးပွားရေးဆိုစီးပွားရေးအများကြီးကြီးမားမှာစီးပွားရေးမဟုတ်ပါဘူးတည်တည်လေးလုပ်လဲတာစီးပွားရေးတခုပါပဲအခြားသောဝင်ငွေရနိုင်မယ်နီးလမ်းတွေ အမကောင်းသေးပါဘူးလောလောဆယ်တော့ကုန်နေတာပဲရှိသေးတာပေါ့နော်ဘာလို့ဆိုတော့လေအခုမှတစ်နှစ်တစ်နှစ်ခွဲသားဆိုတဲ့ခါကျတော့လေသူက9နှစ်6နှစ်လောက်မှပြီးမှာပေါ့နော်ဆိုတဲ့ခါကျတော့ဒါအခုလောလောဆယ်တော့ဒါစိုက်ပျိုးတုံးဒါက investment လုပ်တုံးပဲရှိပါသေးတယ်ဟုတ်အာငယ်ဘဝကလားငယ်ဘဝကတော့ငယ်ဘဝကတော့လွမ်းတာပေါ့အသက်ကြီးလာလေငယ်တဲ့ဘဝကလွမ်းလေပဲအဲကျွန်တော်ဆိုလို့ရှိရင်လည်းဒါအဲ့ဒီငယ်ဘဝငယ်ဘဝကိုယ့်ရဲ့မွေးရမြေ မွေးရဲ့ဇာတိပေါ့ဒါကြတော့ဒါကြတော့ကျွန်တော်ကကြီးပြင်းလာခဲ့တဲ့မျိုးမဟုတ်ပင်မဲ့လေကိုယ့်ရဲ့ဇာတိချက်ကြွေမွေးရဲ့မြေသွားပြီးမှကံနေလည်းအများကြီးကောင်းလာတယ်လို့မျိုးစိတ်ထဲမှာ energy လည်းအများကြီးရတယ်လို့ခံစားရတယ်ဗျာဟုတ်အာအများကြီးမှတ်မိအမှတ်ရတာအမှတ်ရတာတတိယရတာတွေအများကြီးရှိရယ်ပြီးတော့ကျွန်တော်တော်တော်များများကကျွန်တော်ဒါ မွေးမီနဲ့မှမွေးရဆိုတော့မတိကြဘူးဒါပကူးမှာကျွန်တော်ကြီးပြင်းတာမှန်တယ်ဒါမွေးတာတော့အဲ့ဒီမျိုးမှာမွေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအခုဒါဆိုလို့ရှိရင်အအခုမှတိတိလာတဲ့ပြဿနာတွေတော့လည်းကြာကျွန်တော်ဝမ်းသာတယ်ဗောနော်ဘာဖြစ်ဖြစ်လေဒါအခုဒါအဲ့ဒီမှာလည်းကျွန်တော်ဒါတမျိုးဆက်မှုမှာလည်းကျွန်တော်ဘုံကြီးကြောင်းမှာကျွန်တော်အလှူလည်းဝင်လုပ်ခဲ့ပါသေးတယ်ဟုတ်